Ja ဟန်ဒရီမျိုးအနီးလှုပ်ခတ်ခဲ့သည့်ငလျင် CCTV မှတ်တမ်းထွက်ပေါ်မန္တလေးတိုင်းဝန်ဒရီမျိုးအနီးတွင်ယနေ့ဧပြီလ13ရက်နနက်8:54မိနစ်၌ Richter scale ငါတတမကိုအစင်ငလျင်လှုပ်ရှားသွားခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ UNG ကသတင်းထုတ်ပြန်ထားပြီးအဆိုပါငလျင်ကိုဒေတာအများပြားတွင်ခန်းစားလိုက်ရသည် ထုံကလေးလှုပ်ခတ်မှုကိုဝမ်တွင်းမြို့နေထိုင်သူတဦး၏နေအိမ် CCTV မှတ်တမ်းမှရိုက်ကူးထားခြင်းဖြစ်သည့်စစ်ကောင်စီ၏မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမှအဆိုပါငလင်သည်ဝမ်တွင်းမြို့အရှိမြောက်ကိုမိုင်ခန့်တွင် Richter စတေး9တသမ5ဖြင့်မြေနက်20ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်သွားကြောင်းဖော်ပြထားသည် ထုံမလင်းလှုပ်ခတ်မှုကိုမန္တလေးစစ်ကိုင်းနှင့်ရှမ်းပြည်နယ်တောင်ပိုင်းထိတိတာစွာခံစားခဲ့ရကြောင်းဒေတာခံများကပြောသည်မလ28ရက်နေ့နောက်ပိုင်းမြန်မာနိုင်ငံတွင်နောက်ဆက်တွဲငလင်းလှုပ်ခတ်မှုပေါင်း128ကြိမ်ရှိခဲ့ပြီးယနေ့နံနက်ပိုင်းငလင်းသည်အင်အားအများဆုံးဖြစ်သည်